2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးအောင်စင်းတွေကိုပြန်လည်ဖြည့်ဆွေးရမယ့်ကျောင်းသားကျောင်းသူတွေနဲ့အတူထုတ်ပြန်မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။စစ်ကောင်စီလက်အောက်ခံစာစစ်ဌာနအနေနဲ့ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်အသိပေးကြေညာချက်တွေမထုတ်ပြန်သေးဘူးလို့ပညာရေးဌာနနဲ့နှိစက်တဲ့အတိုင်းဝန်ကပြောပါတယ် အတီတကျသတင်းရတော့မရသေးဘူးအောင်စင်းကအခုနှစ်ခါခွဲပြီးတော့ထွက်မလာဒါမှမဟုတ်နောက်ဖြည့်တဲ့သူတွေနေကြမှာအတူတူထွက်မလာဗမန်းတော့တေချာတဲ့ဖြည့်တော့မထွက်သေးဘူးပေါ့နော်နောက်ဖြည့်တဲ့သူတွေနဲ့အတူထွက်မယ်ဆိုလို့ရှိရင်တော့ဒီအမြင်စစ်ရမှာပေါ့နော်စာအုပ်မှုရအဲဒီလိုဆိုရင်တော့ခုနှစ်လပိုင်းဒုတိယပတ်လောက်မှာတော့အောင်စင်းကတော့ထွက်ဖြစ်မယ် အခုကစာစစ်ဌာနကလည်းအတိတ်တချက်မထွက်သေးဘူးပြီးတော့ကျမတို့စီမှာလည်းတစုံတရာညွှန်ကြားထားတာမျိုးကမလာသေးဘူးပေါ့နော်လိုင်းမော်ကပြောတာတွေတော့မယုံပါနဲ့ဦးဒီသက်ဆိုင်ရာဌာနတွေကကြညာချက်ထုတ်မှအမှန်ပဲဖြစ်မယ်ပေါ့နော်အခုတော့ဘာမှတိတိကျကျမသိရသေးပါဘူး တောက်တော်ဝင်တဲ့အောင်စင်းတွေကိုပုံမှန်ဆိုရင်ဇွန်လတတိယပတ်မှာကျင်းညာတာဖြစ်ပါတယ်။ငလင်ကျောင်းအဖြေလွန်မီလွန်ပျက်စီးခဲ့ရတဲ့ចောင်းသားចောင်းသူတွေကတော့လာမယ့်ဇွန်လ16ရက်ကစတင်ပြီးဆမ်မိုးဝဲပြန်လည်ဖြေဆိုရမယ်လို့စစ်ကောင်စီကကျင်းညာထားပါတယ်။ပြန်ဖြေလို့ဟာကြတော့အဲ့လိုမကောင်းဘူးမကောင်းဘူးလို့ထင်နေမှာဘို့ဆိုတော့ဒီအဖြေလွန်မီလွန်ကကျွန်တော်တို့အတိမမဟုတ်တာဟိုကျွန်တော်တို့ဆက်လို့ဖြေခြင်းကတော့မဖြေဘူးညာဆမ်မိုးခန့်မှာတော့သူစီးရဲတွေဖြတ်ဖြတ်ရတယ်။ဆမ်မိုးစီးရဲကြမှာဆိုရင်ကျွန်တော်တို့အဖြေလွန်ကိုမဖြေဖြေလို့မရဘူး။ ဖြစ်ဖြစ်ချင်းလာဆိုတော့ကျွန်တော်ဖြေလာရောဟိုပေချမ်းမယ်ဆိုသူပြောခဲ့တယ်ဒါပေမဲ့အခုဖြေလာရောကျွန်တော်လောက်ရခဲ့တယ်သူမီးလောင်လာဖြစ်တဲ့သူမီးလောင်လာဖြစ်တဲ့ကျွန်တော်အခုမဟုတ်တယ်ကျွန်တော်တန့်ဖြေပြန်မလို့တော့ကျွန်တော်ထင်တာပဲအာအခုကနောက်ကြမှာပဲထွက်ထွက်အခုအခုပဲထွက်ထွက်ကျွန်တော်တို့ကတော့ဘာမှမထူးဆန်းတော့ဘူးလေကျွန်တော်တို့ဒါလည်းအိမ်ဖွံ့ဖြိုးနေတော့ပါ မန္တလေး၊နေပြည်တော်၊စကိုင်း၊ကချင်ပြည်နယ်ကတက္ကသိုလ်ဝန်ထမ်းចောင်းသားចောင်းသူတွေဖြစ်ဆိုထားတဲ့အဖြေလွာလေးသိလဟာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်မီးလောင်ပျက်စီးမှုမှာပါသွားခဲ့ရပါတယ်ဆွန်လာတွင်ပြန်လဲစစ်စေးမဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာចောင်းသားចောင်းသူ6300ကျော်ပြန်လဲဖြည့်ဆည်းရမှာဖြစ်ပြီးစာစစ်ဌာန200နီးပါးဖွင့်လှစ်သွားမယ်လို့သိရပါဗျ။